မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 19ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သကိုင်းမြို့အနောက်ချမ်းငါးတက်ကြီးဖေးအားမှာတပ်ဆွဲထားတဲ့စစ်ကောင်စီရဲ့တပ်စခန်းကို August 19ရက်နေ့ည၈နာရီခွဲဝင်းကျင်ကတော်လိုင်းတပ်တွေကတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ငါရက်ကြီးဖေးအားမှာတက်ဆွဲထားတဲ့တက်ဆက်ခန်းကိုတော်လိုင်းတက်တွေကတိုက်ခိုက်တာမှာနိုင်ဝက်နီးပါးကြောင်အပြန်လန်ပြစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အတန်တွေကတော်တော်လေးကိုကျဲတယ်လို့သခိုင်းမျိုးဗဘဲတန်းရက်မှာနေထိုင်တဲ့သူတို့ကအတီးပြုတ်ပြောကြားထားပါတယ်။လက်နက်ကြီးတန်းတွေကိုပါကြားခဲ့ရတယ်လို့သူကပြောပါတယ်။ပြစ်ခတ်တန်းတွေကြောင့် မဟာခိုနန်ပရိယတိစာတင်တိုက်ရဲ့အဆောက်အုံလဲထိခိုက်မှုရှိခဲ့ပြီးတော့ကိုရင်ငယ်တပါးတန်းရရှိခဲ့တယ်လို့သိရပါတယ်။나이ဝက်ကြောင့်ထိပေတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မြို့ပေါ်ကိုစစ်ကောင်စီတပ်တွေကစစ်ကားတွေနဲ့ကင်းပတ်ပြီးတော့လမ်းပေါ်သွာလာတဲ့သူတချို့ကိုလည်းဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။သခိုင်းမြို့အနောက်ချမ်းငားတက်ကြီးဖရားတဝိုက်တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်ဩဂတ်လ18ရက်နေ့နဲ့19ရက်နေ့ဒီမှာစစ်ကောင်စီတပ်ရဲ့ကားတွေနဲ့မြို့ရင်းမှာလှည့်ပတ်နေသလိုလမ်းကားလမ်းလာတွေကိုဆက်ဆေးတာတွေလည်းရှိနေတယ်လို့သိရပါတယ်။ဒါ့အပြင်မန္တလေးမြို့အထွတ်နှာပေါင်းနဲ့သခိုင်း င်းမြို့အဝင်းအနီးမှာ ရခင်ကထက်ခီးတဲ့တင်ကားတွေကို အချိန်ပိုယူပြီးတော့စစ်ဆေးတာတွေကိုလှုပ်ဆောင်နေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်ဗမော်တိုက်ပွဲမှာအမှတ်33ချင်းမြန်တပ်မဌာနချုပ်ကတူနာပြုစစ်ဘိုလ်ဘိုးကြီးအေးမျိုးထွန်းဟာ KIA ကပြစ်ခတ်လိုက်တဲ့စနိုက်ပါကြီးထိမှန်ပြီးတော့တေဆုံသွားပြီး၎င်းရဲ့အလောင်းကိုမြေကြီးနားကိုပြန်လည်တည်ယူပြီးတော့ကြိုလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ်။ဩဂတ်လ23ရက်နေ့မှာဗမော်မှာစနိုက်ပါထိပြီးတော့ဗိုလ်ကြီးအင်းမျိုးထွန်တေဆုံးခဲ့ခြင်းဖြစ်ပြီး၎င်းရဲ့အလောင်းကိုမြေကြီးနားမျိုးကိုပြန်လည်တည်ယူကစစ်အခမ်းအနားနဲ့တရိုခဲ့တယ်လို့သိရပါဗျ။ဗိုလ်ကြီးအင်းမျိုးထွန်ဟာတက်မတော်တူနာပြုနဲ့ဈေးဘက်ပညာသည်တက်ကတော်အပတ်စဉ်နှစ်ကြောင်းစင်းဖြစ်ပြီးတော့တေဆုံးတဲ့အချိန်မှာအသက်54နှစ်ရှိပြီဖြစ်တယ်လို့သိရပါဗျ။အမှတ်33ချင်းမြတ်တက်မထဏာချုပ်မှာတာဝန်ထမ်းဆောင်နေရင်းနဲ့ ဗမော်အဆင့်မြေပြင်ကိုဆေလွတ်ခံရပြီးတော့စနိုက်ပါထိမှန်တေဆုံးသွားခြင်းဖြစ်တယ်လို့သိရပါတယ်။ကချင်ပြည်နယ်ဗမော်မြို့ကို KI ဥဆောင်တဲ့ပူပေါက်တပ်များက2024ခုနှစ်ဒီဇင်ဘာလကတည်းကစတင်တိုက်ခိုက်ခဲ့ပြီးတော့လက်ရှိမြို့သိမ်းတိုက်ပွဲကာလ6လကြာမြင့်လာတဲ့အထိနှစ်ဖက်စီရေးတွေတင်းမာနေကတိုက်ပွဲများအပြင်းထန်ဆက်လက်ဖြစ်ပွားနေဆဲဖြစ်တယ်လို့ KI ရဲ့စီရေးသတင်းရင်းမြစ်ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အချမ်းဖတ်စစ်သားတွေဝန်ထမ်းတွေနဲ့ပြည်သူတွေအနေနဲ့ရွေးကောက်ပွဲမှာဆန္ဒမဲပေးကြဖို့မင်းအွန်လိုင်းကိုတိုင်ကွင်းစင်လှုံ့ဆော်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကမကွေးမြို့မှာရောက်ရှိနေတဲ့မင်းအွန်လိုင်းကမကွေးတပ်နယ်ကစစ်တီအရာရှိတွေနဲ့တွေ့ဆုံခဲ့ရမှာ၎င်းဝန်ထမ်းတွေလုပ်ငန်းရှင်တွေနဲ့မြို့မိမြို့ဖတွေစိုးသူတွေနဲ့တွေ့ဆုံပွဲမှာ၎င်းလာမယ့်ရွေးကောက်ပွဲမှာဆန္ဒမဲပေးကြဖို့မင်းအွန်လိုင်းကိုတိုင်တိုက်တွန်းနေတာပဲဖြစ်ပါတယ်။စစ်သားတွေအနေနဲ့ဒီသမားရာအတွင်းမှာကျင်းပပြုလုပ်မယ်ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းများရွေးချယ်တဲ့အချိန်နိုင်ငံအတွက်စည်စနာထားပြီးတော့အရေးချင်းရှိသူများဖြစ်ရန်လိုအပ်တယ်လို့ပြောကြားလိုက်ပါတယ်ရွေးကောက်ပွဲမှာဆန္ဒမဲအားမပြတ်မကွက်ပေးပြီးတော့နိုင်ငံသားကောင်းတွေဖြစ်အောင်ဆောင်ရွက်သွားကြစေလိုတယ်လို့မင်းအွန်လိုင်းကမကွေးတိုင်းတွေကစစ်သားတွေကိုပြောဆိုလိုက်တယ်လို့သိရပါတယ်ဒါ့အပြင်ဝန်ထမ်းအနေနဲ့ပြည်သူတချို့ကိုတွေးဆုံတဲ့အခါမှာလည်းမင်းအွန်လိုင်းကဆန္ဒမဲပေးပိုင်ခွင့်ရှိသူတွေအားလုံးဆန္ဒမဲများပေးနိုင်ဖို့စစ်တပ်အနေနဲ့ဆောင်ရွက်ပေးသွားမှာဖြစ်လို့မဖြစ်မနေပေးကြဖို့လိုအပ်တယ်လို့ပြောကြားလိုက်ပါတယ်ဒီမိုကရေစီစနစ်ကိုရှောက်လန်းလိုပါက ရွေးကောက်ပွဲမှာဆန္ဒမဲပေးကြဖို့လိုတယ်လို့မင်းအွန်လိုင်းကပြောဆိုလိုက်ပါတယ်တပ်နယ်တွေအားလုံးကတော့မဖြစ်မနေဆန္ဒမဲပေးဖို့နဲ့ရွှေတန်းတာဝန်တွေထမ်းဆောင်နေတဲ့သူတွေအားလုံးချိုးတင်မဲပေးကြဖို့အဓိကမှာကြားလိုက်ပါတယ်တပ်နယ်တွေအားလုံးမှာမဲမပေးရတဲ့သူမရှိမဖြစ်ရလေအောင်စီမံကြဖို့မှာကြားလိုက်ပါတယ်ပြီးရင်ရွေးကောက်ပွဲမှာမဲပေးကြရေးလုံဆောင်မှုတွေမှာလည်းတပ်နယ်တွေအားလုံးကတတ်တတ်ကြွကြွပါဝင်ကြဖို့ပြောပါတယ်လို့မကွေးတပ်နယ်နဲ့တိုက်ရိုက်ဆက်သွယ်မှုရှိတယ်နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောကြားထားပါတယ် အကြံဖတ်စစ်ခွေးတက်ကလာမဲ့ဒီဇင်ဘာလ28ရက်နေ့မှာရွေးကောက်ပွဲအပိုင်းတစ်ကိုပြုလုပ်ပြီးတော့ကျန်တဲ့ရွေးကောက်ပွဲတွေကိုလည်းအခမ်းဆက်အပိုင်းလိုက်အပိုင်းလိုက်ဇန်နဝါရီလထဲမှာပြုလုပ်သွားမယ်လို့ထုတ်ပြန်ကြေညာထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းကုန်စည်တွေတင်သွင်းခွင့်ကိုမြန်မာဘက်ကရုတ်တရက်ပိတ်ချလိုက်ခြင်းကြောင့်ထိုင်းအတွက်ဘန်ငွေဘီလီယံနဲ့ချီပြီးတော့ထိခိုက်နေနာစေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ေပြည်တော်ကတိုက်ရိုက်ညွှန်ကြားချက်အရာထိုင်းမြန်မာနယ်စပ်ကုန်းသွယ်ရေးမှာအရေးပါတဲ့မြဝတီမဲဆောက်ဂိတ်ကနေထိုင်းကုန်းစီတွေဝင်ရောက်မှုကိုအာနာသိန်းစစ်ကောင်စီလက်အောက်ခံနယ်စပ်ကုန်းသွယ်ရေးတာဝန်ရှိသူတွေကပိတ်ထားခဲ့တာပဲဖြစ်ပါတယ်။ဩဂတ်စ၁၆ရက်နေ့မှာတော့ကုန်ကားကြီးတွေပေါ်ထိုင်းကုန်းစီတွေတင်ဆောင်ဖြတ်တန်းတာကိုမြဝတီရဲ့ချွတ်ကြီးရေးတရားအမှတ်နှစ်မှာလုံးဝပိတ်လိုက်ပြီးအသေးစိတ်အချက်အလက်တွေကိုလည်းမဲဆောက်မှာရှိတဲ့ထိုင်းအကောက်ခွန်အရာရှိတွေစီကိုအကြောင်းကြားအတိပေးတာမျိုးမရှိခဲ့ဘူးလို့သိရပါတယ်။ အဲ့ဒီလိုအပြောင်းအလဲတွေကြောင့်ထိုင်းရဲ့နေဆက်ကုန်သွယ်ရေးကဏ္ဍမှာဘဏ်ငွေ330ဘီလီယံလောက်အထိဆုံးရှုံးနေတာမှုတွေကျုံလာနိုင်တယ်လို့ခန့်မှန်းထားကြပါတယ်။အခုလိုမျိုးထိုင်းကုန်စည်တွေဝင်ရောက်ခွင့်ကိုပိတ်ထားလိုက်တာဟာနေဆက်ကုန်သွယ်ရေးရဲ့အကျိုးအမြတ်တွေကိုနေပြည်တော်မှာရှိတဲ့စစ်ကောင်စီစီတိုက်ရိုက်စီးဝင်စေဖို့အားထုတ်မှုတစ်ခုလို့ယုံကြည်ရပါတယ်။ပုံမှန်အားဖြင့်တော့မြောက်ပြည်နယ်ဆက်ကုန်းသွယ်ရေးရဲ့အကျိုးအမြတ်အများအပြားကိုစစ်ကောင်စီရဲ့မဟာမိတ် KNL ကြားဆောင်တပ် BGF အပါအဝင်တိုင်းရင်းသားလက်နက်ကိုင်းအစုအဖွဲ့တချို့ကခွဲဝေရယူထားကြတယ်လို့သိရပါဗျ။ဒါပေမဲ့ယခုခါမှာတော့အကြမ်းဖက်စစ်ခွေးတပ်ဟာဗန္ဒာရီတောင်တင်းမှုကိုချဲ့ထွင်ဖို့အားထုတ်လာနေပြီးအဲ့ဒီရီမန်းချက်အစိပ်ပိုင်းတစ်ခုအဖြစ်မြဝတီနယ်ဆက်ကုံတွယ်ရေးခန္ဓာကိုတင်းကျပ်လာတာလို့ယုံကြည်ရပါတယ်။ချစ်ကြည်ရေးဒရာအမတ်နဲ့ကိုစစ်ကောင်စီကပိတ်ထားလိုက်ပြီးမယ်။ချစ်ကြည်ရေးဒရာအမတ်တင်မှာတော့နယ်ဆက်ဖြတ်ကျော်သွားလာမှုတွေနဲ့နယ်ဆက်အနီးတစ်ဝိုက်အသေးစားကုံတွယ်မှုတွေဆက်လက်ပြီးတော့ရှိနေသေးပါ။အမတ်နဲ့ဒရာဟာ နှစ်နိုင်ငံကုန်စည်ပို့ဆောင်မှုတွေကိုအလုံးရင်းနဲ့ဖြတ်တန်းလေရှိတဲ့နယ်စပ်ဂိတ်ဖြစ်ပြီးတော့စစ်ကောင်စီကအခုလိုပိတ်ပင်ထားခြင်းကနယ်စပ်ကုန်သွယ်ရေးဌာနမှာအကြီးအကျယ်ကြက်ရိုက်မှုတွေဖြစ်ပေါ်စေခဲ့တယ်လို့သိရပါတယ်။ထိုင်းမှန်မှာတော့မဲဆောင်မြို့ရှိရာတပ်ခရိုင်စီးပွားရေးအစုအဖွဲ့ဟာနယ်စပ်ကုန်သွယ်ရေးရပ်ဆိုင်နေမှုနောက်ဆက်တွဲအကျိုးဆက်တွေကိုစမ်းစစ်ဖို့အတွက်ဩဂတ်လ17ရက်နေ့မှာအရေးပေါ်အစည်းအဝေးပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အချမ်းဖတ်စစ်ခွေးတပ်ဟာထိုင်းကုံစီတွေကိုတရားမဝင်လမ်းကြောင်းတွေကနေတင်သွင်းမှုတွေကိုလည်းဖမ်းဆီးဖြိုခွင်းမှုတွေအရှိန်ဟုန်မြင့်တင်နေပါတယ် နယ်စပ်ကုံတွယ်ရေးကိုစစ်ကောင်စီကတင်းတင်းကြပ်ကြပ်ပိတ်ထားတဲ့အခြေအနေတွေကြောင့်နှစ်နိုင်ငံစလုံးရဲ့စီးပွားရေးကဏ္ဍကိုလည်းထိခိုက်မှုတွေဖြစ်လာစေနိုင်တယ်လို့ထိုင်းဘက်ကထောက်ပြသတိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းစိတ်ဖြူမြို့နယ်ရှလရွာနယ်ကျွန်းတော်ရွာကိုအချမ်းဘတ်စစ်တပ်က112လေးရင်းနဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူ9ဦးသေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီကနေ့ဩဂတ်စ်လ19ရက်နေ့မနက်ပိုင်းမှာကျန်းဖတ်စစ်ခွေးတပ်ကရှလရွာနဲ့ချွန်းတော်ရွာတို့ကို112လေးရင်တစည်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ကျန်းဖတ်စစ်ခွေးတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းရှလရွာကပြည်သူ၄ဦးနဲ့ချွန်းတော်ရွာကပြည်သူ၃ဦးတို့တေဆုံးကပြည်သူ၃ဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ဒဏ်ရာအခြေအနေဆိုးရင်ရတယ်လို့သိရပါတယ်။စိတ်ဖြူမြို့နယ်တဲကရှလရွာနဲ့ချွန်းတော်ရွာကိုစစ်ခွေးတွေက112လေးရင်တစည်းနဲ့ဘုံကျဲတိုက်ခိုက်သွားတာရှလရွာကပြည်သူ၄ဦးတေဆုံးပြီးတော့ချွန်းတော်ရွာကပြည်သူ၃ဦးတေဆုံးတယ်လို့ကနအူးတီထားရပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူ၃ဦးလည်းရှိတယ်။ဒဏ်ရာအခြေအနေတွေစိုးရိမ်ရတယ်လို့ဒေသခံပြည်သူတို့ကအတိအပြုပြောကြားထားပါတယ်။အကြမ်းဖက်စစ်ခွေးတိုက်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်ကျွန်းတော်ရွာကနေအိမ်များနဲ့ပြည်သူတွေမွေးမြူထားတဲ့နွားများလည်းတိတ်ဆုံးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆလာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းစာလင်ကြီးမြို့နယ်ဝမ်ပောင်ကုမ္ပဏီကနေကင်းလက်ရန်ထွက်ခွာလာတဲ့စစ်သားများကလက်နက်ကြီးလက်နက်ငယ်များနဲ့ကြောက်ဖြူတိုင်ရွာကိုဝင်းရောက်ပစ်ခတ်ခြင်းကြောင့်အမျိုးသမီးတအုပ်သေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ်ဩဂတ်လ16ရက်နေ့မနက်7:00နာရီခန့်မှာစာလင်ကြီးမြို့နယ်ဝမ်ပေါင်ကုမ္ပဏီကနေကင်းလက်ရန်ထွက်ခွာလာတဲ့အင်းအား40လောက်ပါတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းဟာလက်နက်ကြီးလက်နက်ငယ်များနဲ့ကြောက်ဖြူတိုင်ရွာကိုဝင်းရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်အကြမ်းဖက်စစ်ခွေးတိုက်ရဲ့ပြစ်ခတ်မှုကြောင့်ကြောက်ဖြူတိုင်ရွာကအမျိုးသမီးတအူးတိတ်ဆုံးခဲ့တယ်လို့ပြောပါတယ်။ဒါအပြင်မြေပြင်မှာလည်းထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းကြောင့်ကြေးရွာ၅ရွာကျော်ကထောင်ထဲချီတဲ့ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။ ကျောက်စုတိုင်ရွာကအမျိုးသမီးကတနက်မှန်ပြီးတော့တိတ်ဆုံးသွားတော့ပါဝမ်ပောင်ထဲကိုတော့တော်လိုင်းတပ်ဖွဲ့တွေကလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်လို့စစ်ခွေးတွေကင်းလဲလာပြီးကျောက်စုတိုင်ရွာကိုပစ်ခတ်သွားတာစစ်ခွေးအင်အားကအယောက်40လောက်ရှိတယ်လို့ဒေသခံပြည်သူတို့ကအတည်ပြုပြောကြားထားပါတယ်အလားတူပဲမနေ့ကဩဂတ်လ18ရက်နေ့ကလည်းအနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေတက်လာတဲ့စက်တက်လေးထီးတစည်းကမိုးချိုးပြင်တောင်ရွာကိုဘုံကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့်အမျိုးသမီးတအုပ်တိတ်ဆုံးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြပ်ဖတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ